မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကြီးထိတ်တန်းတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကန်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိပေလောကလိမ့်လည်မှုကြီးဖြည့်ရှင်းပေးရေးဖြည်တဲ့ရေတွဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကတော့ကြီးသိန်း2500အစတော်ယုံလေးနှင့်လူမိုက်ဝင်းထုတ်ဝင်းကိုသိန်း1000ကြည်မြနိုင်ငါးစီးမှလူမိုက်ကြော်ကြော်ကို3800ပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာပြည်တွင်ပဲဆေးခွက်တွင်အမေရိကန်ဒေါ်လာတန်ဖောင်းများစွာထန်ဖို့ရှိပဲလောကလိမ့်လည်မှုကြီးကိုဖြည့်ရှင်းပေးရေးဖြည်ရည်တူးဝင်ကြီးဘူချုပ်အောင်ကျော်ကျော်ကိုလက်ငွေကတော့ကြီးငွေကျပ်သိန်း2500အဆိုတော်ယုံလေးနှင့်လူမိုက်ဝင်းထုတ်ဝင်းကိုငွေကျပ်သိန်း1000ကြီးမြင့်နိုင်ငါးစီမှလူမိုက်ကြော်ကြော်ကိုသိန်း800ပေးခဲ့ရတော့လေဖြည့်ရှင်းပေးခဲ့ခြင်းမရှိတကယ်တော့ပြည်လဲမှုလည်းမရရှိခဲ့ကြောင်းလိမ့်လေခန့်ရသောမဟာနတီ Trading Company မှဒါရိုက်တာကိုရဲမင်းလွင့်ကသတင်းဌာနကိုပြောကြားပါရယ် 2023-2024ခုနှစ်အတွင်းမဟာနဒီ trading company ကပေးကုန်တဲ့တူဖြစ်သောဇော်မင်းတန်ခဇော်ဇော်လေးထက်တွင်မပေးတန်ချိန်2000တန်ဖိုးရှိပင်ညာကို American dollar တန်းချီပေး၍ပွဲယူခဲ့ပြီးလောင်းထားခဲ့ကြောင်းမြန်မာငွေအားဖြင့်သိန်းကြီးပေါင်းတသိန်းခွဲတန်ဖိုးရှိခဲ့ကြောင်းထိုသို့ဝယ်ယူခြင်းကမပေးစင်းတော့မှ26သိန်းဝန်းကျင်သာရှိခဲ့ကြောင်းရင်းနောက်မပေးစင်းမှ53သိန်းခွဲဖြစ်သွားခြင်းတွင်ပဲနှစ်ငွေများလုံးဝပြတ်မပြီးပဲလင်းလဲသွားခဲ့ကြောင်း ်ထို့ကြောင့်ငွေလိမ်ခံရမှုအတွက်ငွေကြေးများပြန်လည်ရရှိရေးအတွက်ပြည်ထရေးဒူးဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်မှတဆင့်ဆက်သွယ်၍ငွေပြန်လည်ရရှိရေးစူးစမ်းခဲ့တော်လဲကရော့ကြီး3500ကုန်သွားခဲ့တော်လဲဖြည့်ရှင်းပေးမှုမရှိခဲ့ကြောင်းကိုရဲမင်းလွင်ကပြောဆိုပါတယ်။စော်မင်းသက်စော်စော်လေးကိုကျွန်တော်မှမပေး2000ခွဲထားတယ်မြန်မာငွေသိန်းကြီးပေါင်းတသိန်းခွဲပေးထားတယ်မပေးစီ42သိန်းခွဲဖြစ်သွားတယ်ကျွန်တော်ဝယ်ထားတာ26သိန်း2023 2024ခုနှစ်ပုံဒေါ်လာ9တန်းကျော်လိမ့်သွားတယ် ျွန်တော်မှာအကုန်ရှိတယ်တက်သေးတွေရှိပါတယ်အဲ့ဒီမှာပြည်ရဲ့ရည်တွဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကျွန်တော်အကူညီတောင်းတယ်တွဝင်ကြီးကို ပထမဂရဝကြီး3500 600ပေးပြီးအကူညီတောင်းတယ်စော်စော်လေးကိုခေါ်ရတော့ကြားတယ်ဒါပေမဲ့ပမာဏကအရန်များတော့ဘိုးချုပ်အောင်ကျော်ကျော်လေးခိုကောင်ကိုခေါ်မိပြီးဘာမှအရာမတင်လာဘူးကျွန်တော်ဂရဝကြီး3500လောက်ကုန်တယ်မဖြစ်လာဘူးဟုကိုရဲမင်းလွင်ကရှင်းပြပါတယ် ရှင်းအောင်ကြီးမြင့်နိုင်၅စီမှလူမိုက်ကြော်ကြော်နှင့်ချိတ်ဆက်ပြီးဇော်ဇော်လေးခစော်မင်းတန်ထံသို့ခနာတာအကျွေးကိစ္စတွေ့ဆုံ권ရရှိရေးဆောင်ရွက်ပေးရန်အကူအညီတောင်းခဲ့ကြောင်းလူမိုက်ကြော်ကြော်ကလည်းလှူဆောင်ပေးမိဟုဆိုကာငွေကျပ်သိန်း800ရယူသွားခဲ့ကြောင်းစစ်တပ်နဲ့ပါလှူဆောင်မိဟုသိန်း800ယူဆောင်ခဲ့တော့လဲဘာမှဖြစ်မလာခဲ့ကြောင်းသိရပါတယ်ရှင်းအောင်အစိုးရယုံလေးကိုချိတ်ဆက်၍တာကေတလူမိုက်ဝင်းထုတ်ဝင်းကိုချိတ်ဆက်ကကျပ်သိန်းတထောင်ဖြင့် စော်မင်းတက်ခစော်စော်လေးကိုတွေ့ခွင့်ရရေးဆောင်ရွက်ပေးရန်လှုံ့ဆော်ခဲ့ကြောင်းသူရတွင်လည်းမိတိရလက်မှမဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။တာကေတာဝင်းထုတ်ဝင်းကယူစော်တီဆိုပြီးနာမည်ကြီးနေတာကျွန်တော်အလိန်ခံထားရလို့ ခုညီပေးပါဆိုတော့ဝင်းထုတ်ဝင်းကတိန့်တထောင်တောင်းနေတိန့်တထောင်တောင်းတော့ကကိုယုံလေးကချိတ်ပြီးတော့စစ်တပ်ကိုခုညီတောင်းမှပဲရမယ်စစ်တိုင်းမှုကိုတိန့်၄၀၅၀လောက်ခါရမယ်ဆိုပြီးပြောတယ်စစ်တိုင်းမှုခေါ်ပြီးရင်ကျွန်တော်ကိုလိန်သွားတဲ့စောစောလေးကိုခေါ်မယ်စစ်မယ်ဆိုပြီးပြောတယ်တကယ်တမ်းကျတော့လူမိုက်ဝင်းထုတ်ဝင်းကကျွန်တော်ကိုတိန့်၅၀ပြန်ပြီးတယ် channel တိန့်၅၀ကိုလည်း မတောင်းဖို့ကျွန်တော်မိသားစုဝင်တွေကိုချိန်ချောက်တယ်။ကျန်တဲ့သိန်း900ကကိုယုံလေးကိုပေးလိုက်ရတဲ့အတွက်မပေးနိုင်တော့ဘူးဆိုပြီးလျှော့သွားတယ်ဟုကိုရဲမင်းလွင်ကရှင်းပြပါဗျ။အချမ်းဖတ်စစ်တပ်ကရန်ကုန်အခြေဆိုင်မဟာနတီ International Company Limited မှာဒါရိုက်တာဦးရဲမင်းလွင်အပါအဝင်မိသားစုဝင်များကိုအမေရိကန်ဒေါ်လာတန်60ကျော်ပြန်လည်မသွင်းဟုဆိုကာငွေကြေးခဝါချမှုအပါအဝင်စီးပွားရေးဆိုင်ရာပုံမှန်များစွာဖြင့်အမှုဖွင့်ထားပြီးဦးရဲမင်းလွင်ဤဟာကင်ဦးခင်နဒီခင်မောင်အပါအဝင်မိသားစုဝင်များကိုစစ်တပ်ကဖမ်းဆီးထားကြောင်းသိရှိရပါသည်ဆလပီတန့်စေကန်ထူမရွာစေယုံနဲ့ကားပြင်ဆိုင်ကိုစေအုပ်စုဘုံချဲတက်လို့ပြည်သူ6ဦးတေဆုံးက4ဦးထံရရာ ညတကောင်ကျော်လူအိတ်ချိန်စီအိုစုကအချောင်းမဲ့လာရောက်ဖုံးကျဲတက်ဖြတ်တာဖြစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းရွှေဘိုခရိုင်တန့်စင်မှုတွေကန်ထူးမှကြေးရွာစီယုံနဲ့ကားပေါ်ရီပြင်ဆိုင်ကိုညတကောင်ကျော်အချိန်စီအိုစုကတိုက်လျင်နဲ့ဖုံးကျဲတက်ဖြတ်လို့ဖီသူ6ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့တင်ရရှိပါတယ်။နိုဝင်ဘာ24ရက်ဒီကနေ့မနက်တနားရီအချိန်မှာမန္တလေးမြို့တတားဦးလေးစိတ်ကတက်လာတဲ့တိုက်လျင်နဲ့ကန်ထူးမှရွာစီယုံနဲ့အနီးကကားပြင်ဆိုင်ကိုအချောင်းမဲ့ဖုံးကျဲတက်ဖြတ်သွားတာလို့ဆိုပါတယ်။ ပုံတန်ကြောင့်ပြည်သူ6ဦးသေဆုံးက4ဦးဒဏ်ရာရပြီးဒဏ်ရာရရှိသူတွေက3ဦးဟာပြင်းထန်လို့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။စေအိုစုကဘုံရှဲတက်လို့သေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုသတင်းဌာနကဆက်လက်စုံစမ်းနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကလည်းတန့်ဆယ်နေကန်ထူးမရွာရှိ73စီအယောင်ဆိုင်နဲ့ နေအိမ်တွေကိုစစ်အုပ်စုကတိုက်လေရင်နဲ့ပုံချဲတက်ဖြတ်ရာခိုးဝင်ဆောင်မိခင်အပါဝင်ဒေသခံပြည်သူ၁၂ဦးသေဆုံးခဲ့ပါတယ်။မြောင်းလိုက်ဦးဆောင်တဲ့အာနာသိန်းစစ်အုပ်စုဟာလေချောင်းအားကိုလက်နက်အားကိုနဲ့နိုင်ငံတော်အယက်သားပြည်သူကိုထင်းနိုင်ချဲတက်ဖြတ်နေတာနေ့စဉ်ကျူးလွန်နေတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အစိုးရကကုလသမဂ္ဂကအတိမတ်ပြုချောင်းကြီးညာချမ်း1992ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို မြန်မာနိုင်ငံဤတဦးတည်းသောတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂကအတိမတ်ပြုပါရယ်လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ဦးဝင်းမြင်2018ခုနှစ်မတ်လ30ရက်နေ့မှစတင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဒေါအောင်ဆန်းစုကြည်2016ခုနှစ်မတ်လ30ရက်နေ့မှစတင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဤနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖူရဲပါစာရွက်စာရန်တီ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင် ကုလသမဂ္ဂတန်ခင်းတမန်ခင်းကျင့်ဝတ်နှင့်ဆက်ဆံရေးရုံမှအထောက်အထားဖြင့်ထုတ်ပြန်ခဲ့သောမူရင်းအစိုးရစာရင်းဖြစ်ပါတယ်။နိုင်ငံတော်၏တိုင်ပင်ကံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည်ဥပဒေကြောင့်အရလိုင်းနာဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ထို့ကြောင့်နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့်နိုင်ငံသူနိုင်ငံသားများ၏အကျိုးစီးပွားကိုမြှင့်တင်ရန်အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည်၎င်းတို့လက်ခံထားသည့်ကုလသမဂ္ဂဗရိညင်စာတမ်းအခန်း၄၏အပိုက်လေးတွင်ကြေညာထားသည့်တာဝန်များကိုလိုင်းနာရမည်ဖြစ်ပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာရာဇဝတ်ရုံးကဝရံပြေးတရက်ခံအဖြစ်ရှောက်ထားခံရသောမင်းအောင်လိုင်တွင် ပြည်သူလူထုကိုကိုစားပြုမိရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူး KNU ကပြည်သူများကိုထပ်မံအသိပေးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရံပြေးတရက်ခံအဖြစ်ရှောက်ထားခံရသောမင်းအောင်လိုင်တွင်ပြည်သူလူထုကိုကိုစားပြုမိရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံသို့တရက်ဝင်အသိပေးကြေညာပါတယ် လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းသမိုင်းတရခမ်းမဖြစ်ဖို့အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ဆိုဟုသောကြွေးကြော်တမ်းဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လှုပ်လှက်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အထူးရောက်ရွေးကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတပြည်လုံးရှိတိုင်းရင်းသားပြည်သူလူထုအားလုံးခံကွက်ဆန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ထားပါတယ် လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်မစင်မမှန်အထူးရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်များတွင်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမရှိသောသူပြုလုပ်သည့်ရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းဥပဒေကြောင့်အရတရားမဝင်သောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းလွတ်လပ်မှုနှင့်တရားမျှတမှုမရှိသောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းပြည်သူလူထုစံနာမှာပါပြည်သူလူထုသဘောနှင့်ကိုက်ညီမှုမရှိသောရွှေကောက်ပွဲသည်အတုရောက်တာဖြစ်ကြောင်းစေမံသောနိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်သောရွှေကောက်ပွဲသည်အတုရောက်တာဖြစ်ကြောင်း NUG ကပြည်သူများထံသို့အသိပေးပါရယ်။အရေးကြီးသောအချက်ဖြစ်သည့်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမေအောင်လိုင်ဦးဆောင်သောစစ်တပ်ထံတွင်မရှိကြောင်းမြန်မာနိုင်ငံစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှစတင်၍လက်နက်ဖြင့်အာဏာကိုလူယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုများဘာသာရေးအစအဝန်နှင့်စာတင်ကြောင်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမြန်မာနိုင်ငံအပေါင်းအပါစစ်ဗိုလ်ချုပ်များမှနိုင်ငံတကာရာဇဝတ်တရားရုံးကဝရမ်းတရားခံအဖြစ်ရှောက်ထားခံရသူဖြစ်ကြောင်း KNU ကပြောဆိုပါတယ်။ထို့ဖြစ်၍ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်၎င်း၊ဝရမ်းတရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်၎င်းပြည်သူလူထုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုဤသို့သောနိလန့်နှင့်မျှကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ်။ထို့ပြင်မြောက်လိုက်မှကောက်ခွေရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်ထမ်းဖြစ်သူမှယာယီသမရယာရူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေသည့်အတွက်စစ်ပုံကံမှု နိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံခံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါသည်